တိုင်းဝိုင်းကလူတယောက်ကိုကောင်းခြင်းဆိုးခြင်းကိုကျမတို့ဘယ်လိုမျိုးပေတယ်နေနဲ့သတ်မှတ်တတ်ကြတယ်လေဥပမာကိုကကိုမိသားစုတွေအင်မတန်ကောင်းမွန်တဲ့လူတယောက်ကိုမိသားစုရှိမှမမမမရက်တည်ရဲ့မိသားစုဝင်နေနေနဲ့ကြည့်မယ်ဆိုရင်ဒီလူဒီလူကောင်းတယောက်ပေါ့အဲ့တော့သူ့ရဲ့ချစ်သူနဲ့တွေ့တဲ့အခါမှာရောသူ့ရဲ့ပုံစံကဘယ်လိုမျိုးလဲသူကသူ့ရဲ့ပြင်ပက community နဲ့သူ့ရဲ့အတိုင်းဝိုင်းသူ့ရဲ့လုပ်ငန်းခွင်မှာရှိနေတဲ့သူတွေနဲ့ဆက်ဆံတဲ့အခါမှာသူ့ရဲ့ပုံစံကဘယ်လိုမျိုးလဲ ကိုဘေးနားမှာလူတရားအောင်မှမရှိရတဲ့အချိန်မှာကိုယ့်ရဲ့ပုံစံဟာဘယ်လိုမျိုးလဲအဲ့တော့ကျမတို့ကဒီလူနဲ့တွေ့ရင်ဒီရန်နှဖုံးလေးဆွတ်လိုက်မယ်ကိုယ့်အတွက်အခွင့်အလမ်းရှိရတူကိုယ့်နဲ့လုပ်ငန်းတူတူလုပ်နေရတူဆိုရင်ဒီလူကိုဒီလိုမျိုးဆက်ဆက်မယ်တခြားကူဆိုရင်ဘယ်လိုဆက်ဆက်မလဲစသဖြင့်ကျမတို့နေရဘောင်းစုံလူဘောင်းစုံမှာမျက်နှာဖုံးမျိုးစုံတက်နေတဲ့များကာလာပတ်လုံးကျမတို့ရဲ့တကယ်စစ်မှန်တဲ့ identity ဆိုတာပျောက်ဆုံးနေမှာဖြစ်ပါတယ် ကြာလာတဲ့အခါမှာကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုကိုယ်တိုင်မသိတော့ဘင်းနဲ့ဘဝမှာမပျော်ရွှင်ရတာစိတ်ပိုင်းဆိုင်ရာမအေးချမ်းတာမလုံခြုံတာဒါမျိုးတွေကိုခံစားလာရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုအခြေအနေတွေကနေကိုယ့်ရဲ့အကျိုးနဲ့ကအေးချမ်းမှုဘဝမှာစစ်မှန်တဲ့ပျော်ရွှင်မှုတွေရဖို့အတွက်ကိုယ့်ရဲ့ identity အစ်စ်မှန်ဘာလဲဆိုတာကိုပြန်လည်ရှာဖွေဖို့ဟာအင်မတန်အရေးကြီးပါတယ်။